မင်္ဂလာပါရှင် Shelly Love ဘိုင်မွန်ကနေကြိုဆိုပါတယ်ရှင်အဲ့တော့ဒီနေ့ညရဲ့ surprise reading လေးကတော့အာသူကပေါ့နော်တဖက်လူကကိုနဲ့အဆက်အသွယ်ရုတ်တရက်ရလိုက်တာပဲဖြစ်ဖြစ်လမ်းမှာရုတ်တရက်ဆုံလိုက်တာပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးဆိုရင်သူဘာဖြစ်သွားမလဲဆိုတာကိုမလို့လေးလာကြည့်မှာပေါ့နော်အဲ့တော့ no contact ဖြစ်နေတဲ့သူလေးတွေများမယ်ပြီးတော့လောလောဆယ်မှာအဲ အဆက်တည်းမလုပ်ဘူးစိတ်ကောက်နေတယ်။ဘာညာပေါ့နော်။သူ့လိုလေးတွေရှိမယ်။ဆိုတော့ကိုယ့်ရဲ့စိတ်ထဲထဲမှာရီမန်းထားကြည့်ပေါ့နော်။တစုံတရာကိုဒီချိန်မှာဒါကိုကရုတ်တရက်များသူနဲ့လမ်းမများဆုံကြည့်ခဲ့ရင်ကိုကများသူ့ကိုဖုန်းဆက်လိုက်မိရင်သူ့ဘက်ကဘယ်လိုတုံ့ပြန်မလဲ။သူ့ဘာတွေဖြစ်သွားမလဲဆိုတာမလို့လေ့လာကြမယ်နော်။โอเคဒါဆိုရင် mono group 3ခုပေါ့เนาะဒါလေးကတော့ဒီ ကတ်ကလေးကတော့ group 1လေးအတွက်ဖြစ်ပါတယ်ဒီအစိမ်းလေးကတော့ group 2လေးအတွက်ဖြစ်ပါတယ်ဒီ neck ကလေးကတော့ group 3လေးအတွက်ဖြစ်ပါတယ်အဲ့တော့မိမိနှစ်သက်ရာ group လေးတွေကိုရွေးချယ်ပြီးတော့လေ့လာနိုင်ပါတယ်ဒီညကတော့ short reading လေးပေါ့နော်အော် surprise short reading လေးဖြစ်ပါတယ်ဆိုတော့ group 1လေးနဲ့တူတူပြန်လာခဲ့ပါမယ်ရှင် မင်္ဂလာပါရှင် channel လောက်ပိုင်းမင်္ဂလာနေ့ပြန်လည်ကြိုဆိုပါရစေ။အခုဒါ group 1လေးအတွက်ကိုပေါ့နော်ပြုလုပ်ပေးမှာဖြစ်ပါတယ်။အဲ group 1လေးနဲ့တစ်ဖက်လုံးနဲ့ရုပ်တရက်များ group 1လေးနဲ့သူနဲ့လမ်းမများရုပ်တရက်စုံမိလိုက်တဲ့အချိန်စုံမိလိုက်တဲ့အခါကိုကသူ့ကိုစက်ပြင်းမိလိုက်တဲ့အခါမှာသူ့ဘက်ကဘလူတွေတုံ့ပြန်မလဲ။သူ့ဘာဖြစ်သွားမလဲဆိုတာကိုကျွန်တော်လေ့လာကြည့်အောင်နော်။အဲ့တော့ ဂရုဝင်လေးနဲ့တစ်ဖက်လုံးနဲ့ပေါ့နော်ဂရုဝင်လေးစိတ်ထဲမှာရည်ရွယ်ထားတဲ့တစ်ဖက်လုံးနဲ့လမ်းမာများယူတဲ့စုံတဲ့အခါပေါ့နော်ဘယ်သူမှမရည်ရွယ်လို့ရရနော်အဲ့တော့လမ်းမာများယူတဲ့စုံတဲ့အခါသူ့ဘာတွေဖြစ်တယ်လဲသူ့ဘယ်လိုမျိုးခံစားသွားတယ်လဲသူ့ဘာတွေတုံ့ပြန်မလဲကိုဖုန်းဆက်လိုက်မိတဲ့အခါသူ့ဘက်ကဘာတွေတုံ့ပြန်မလဲဒါကိုလေ့လာကြည့်မယ်နော်အဲ့တော့ဂရုဝင်လေးနဲ့ဂရုဝင်လေးစိတ်ထဲမှာ ကလိုနဲ့ရုတ်တရက်ဆုံတဲ့အခါရုတ်တရက်အဆက်အသွယ်ဖြစ်သွားတဲ့အခါမှာဒါရီဘယ်လိုတုံ့ပြန်မလဲသူကဒါရီဖြစ်လာမလဲအော့ဖ်ဆော့စ်တဲ့ is of pentacles pitch of cups ုတ်တရက်လမ်းမှာဆိုရင်ပဲဖြစ်ဖြစ် group 1လေးရသွားပြီးတော့ပေါ့နော်အာနှုတ်ဆက်တယ်စကားပြောတယ်အဲ့လိုမျိုးဆိုရင်ပေါ့နော် group 1လေးရဲ့တစ်ဖက်လူကအခုလက်ရှိရာစိတ်ထဲထဲမှာလေ group 1လေးနဲ့သူနဲ့ကပြီးသွားပြီလို့သူကယူဆထားတယ်ပေါ့နော်ရည်ရွယ်ထားတယ်ပေါ့သူနဲ့ကလည်းတော့ပြီးသွားပြီဒီဘွားဒီမြပါပဲလို့သူ့ဘက်ကနေတွေးထားတာမျိုးတွေသူ့ဘက်ကနေအဲ့လိုမျိုးအထင်ရောက်နေတာမျိုးလေးတွေရှိတဲ့ပုံစံလေးကိုတွေ့ရတယ်ပေါ့နော်တို့ပင်မဲ့ group 1လေးနဲ့သူနဲ့ပေါ့နော် ငုံဒီတဲ့ကမှာဗခင်စားရလဲဆိုတော့ တနေ့နေ့တစ်ချိန်ချိန်မှာအာပြန်တွေးလိမ့်မယ်လို့မော်ဒီတယ်မှာခံစားရတယ်။သူနဲ့ကိုနဲ့ကြားလဲတဲ့မှာလုံးဝကြီးပေါ့နော်။ကိုကိုလည်းလုံးဝကြီးလေးလျူရှုပြီးတော့မိသွားတယ်လို့ဘာလို့တော့မဟုတ်ဘူး။အမတ်တရလေးတွေကတော့ကြံ့နေတာပဲ။သူ့စီမှာတန်ရောစင်အမြင်လေးတွေကတော့ကြံ့နေတယ်သေးတယ်ပေါ့နော်။အရန်ကြီးကိုပေါ်မှာနက်နက်နန်းနန်းရှိချင်မှာတော့ရှိမယ်။သို့ပေမဲ့တန်ရောစင်အမြင်တန်းလေးတွေတော့ကြံ့နေသေးတယ်။သူနဲ့ကိုနဲ့အာ ပြန်ပြီးတော့ပေါ့နော်တကယ်လို့တက်တက်ဆန်ဆန်ပြန်ပြီးတော့တွေ့တာပဲဖြစ်ဖြစ်ကိုကသူ့ကိုသွားနှုတ်ဆက်မိတယ်ကိုကသူ့ကိုသွားပြီးတော့ဆက်သွယ်လိုက်မိတဲ့အချိန်မှာပဲဖြစ်ဖြစ်သူ့ဘက်ကနေအရင်တော့ကပေါ့နော်အာစိတ်မျိုးလေးပေါ့နည်းနည်းလေးရှင်လေးပါလေနည်းနည်းခုံသွားတာမျိုးလေးပေါ့နော်ဒါမျိုးလေးတွေကတော့ပြန်ဖြစ်တယ်အာပြီးရင်အတိတ်ကိုပြန်ပြီးတော့မျောသွားတာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့အဲ့တော့မောင်ကဘာဒီမှာခံစားရလဲဆိုတော့ အဂရုဝန်လေးရဲ့တပတ်လူမှာအခုလောလောဆယ်မှာအဆိုင်သူတစုံတယောက်ရှိမလားလို့မခံစားရရပေါ့နော်အဲ့တော့ဂရုဝန်လေးကဒါ first person ဖြစ်ပြီးတော့အခုလောလောဆယ်မှာကသူတစုံတယောက်နဲ့ပတ်သက်နေတဲ့သူမျိုးတော်တော်များများတွေ့တယ်တွေ့တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ဆိုတော့သူနဲ့ကိုယ်နဲ့များယူတဲ့ပြန်ဆောင်နေလို့ပြန်ဆက်သွယ်လို့လုပ်တယ်လို့ဆိုရင်သူကလေကိုယ်ကတော့နည်းနည်းလေးတော့ပြန်ပြီးတော့အာ ပြန်သဘောကျတာလို့ပါလို့ပေါ့เนาะပြန်ပြီးတော့စကားပြန်ပြောတာအာအဲ့လိုမျိုးလေးတော့ရှိလိမ့်မယ်ဒါပေမဲ့လေအရင်လိုမျိုးကြီးတော့လေအရန်နဲ့နဲ့ရှန်ရှိုင်းချစ်လာပါကြီးရဲ့လို့ပါလို့ဆိုတဲ့ပေါ့เนาะ energy မျိုးမဟုတ်သေးဘူးဒါလေးကိုတော့အထူးပြောပြပေးချင်တယ်ပြီးတော့နောက်ထပ်တစ်ခုကကျတော့ group one လေးရဲ့တစ်ဖက်လူရွေးချယ်ရာလေးခက်လာတတ်တယ်ဒါအတူပြန်ဆုံမိတဲ့အခါကျရင် ဟိုဘယ်လိုကောင်မလဲသူ့ဘက်မှာလည်းတစုံတယောက်ကရှိကိုယ့်ဘက်မှာလည်းတယောစင်လေးကမပြတ်ကိုနဲ့လည်းပြန်ပတ်သက်ချင်းအဲ့လိုမျိုးလေးနဲ့ပေါ့နော်ဒါမပြတ်မသား energy မျိုးလေးတွေဖြစ်လာတတ်တယ်သူနဲ့ကိုယ်နဲ့ပြန်ပြီးတော့အာတကယ်လို့ပေါ့နော်စူးစမ်းမယ်ဆိုရင်တော့ပြန်ပြီးတော့အစပြန်ဖို့လို့ရပါမယ်အစပြန်ဖို့ပြီးနောက်ပိုင်းကျရင်နည်းနည်းလေးစိတ်ပင်ပန်ရတတ်တယ်နည်းနည်းလေးလေးစိတ်ပင်ပန်ရတတ်တယ် အာဆိုတဲ့ခါကျတော့အာ group ဝင်လေးတွေပေါ့နော်ဒါတက်တက်ဆိုင်ဆိုင်လမ်းမှာပြန်ဆုံတာမျိုးဆိုရင်တော့ပြန်ဆုံလို့ရတယ်ပြန်ဆက်သွယ်တာမျိုးကိုယ့်ဘက်ကနေစပြီးတော့ဆက်သွယ်လိုက်တာမျိုးဆိုရင်တော့ကိုကိုကိုပြန်ပြီးတော့ပူလောင်စီတာမျိုးတွေပြန်ဖြစ်တတ်တယ်ဆိုတာလေးကိုတော့တတိလေးထားပါလို့ပြောပြပေးချင်ပါတယ်เนาะအဲ့တော့ဒီနေ့ reading လေးကတော့မကလုံးဝ short reading လေးဘာဖြစ်မလဲလို့မေးရင်တော့ သူကနည်းနည်းလေးစိတ်ပြန်လှူရှားသွားမယ်အာစိတ်ကလေးပြန်လည်လာမယ်အရန်ကြီးဝုံတိုင်းကျဲနော်အဲ့လိုမျိုးချစ်လာပါကြီးရဲ့ဆိုတဲ့ပုံစံမျိုးကိုမကိုဆိုတဲ့ပုံစံမျိုးတော့ဟုတ်ချင်မှာဟုတ်လိမ့်မယ်အာရွေးချယ်ရတွေခက်လိမ့်မယ်လက်ရှိမှာသူတစုံတူဦးနဲ့ပတ်သက်နေတဲ့ပုံစံသေးသေးမှာတွေ့ရတယ်လို့မောကတော့ဒီသေးသေးမှာခံစားရပါတယ်โอเคဒါဆိုရင် အခုအချိန်သူ့ဟာကိုယ်ကိုသတိရနေလားဆိုတာကိုမမထက်ကြည့်ပေးမှာပေါ့အဲ့တော့အခုအချိန်သူ့ရောကိုယ်ကိုသတိရနေလားအဲ့တော့ဂရုဝါလီရဲ့တပတ်လေအခုအချိန်ကိုယ်ကိုအဲသူ့ရောကိုယ်ကိုသတိရနေလား fight all caps အဲသတိရလားဆိုတော့သတိတော့ရပါတယ်ဒါပေမဲ့ဝမ်းနေဘယ်လိုပေါ့မလဲသူ့မှာလေသူနဲ့ကိုယ်နဲ့ကြားလဲတဲ့မှာလေ ကြေကွဲစရာဝမ်းနည်းစရာပြီးတော့နောက်တစ်ခုစိတ်ရှုပ်စရာအဲ့လိုမျိုးတွေရာလေအစုံပလုံစုံစိနေအောင်ရှိတယ်ပြောရရင်သူနဲ့ကိုနေကြတဲ့တဲမှာပေါ့နော်ဒါနောက်ဆုံး file နဲ့မှာပဲဖြစ်ဖြစ်အမတ်တရားဝမ်းနေစရာကြေကွဲစရာဇက်သိမ်းမျိုးသူနဲ့ကိုနေပြဿနာတက်ခဲ့တဲ့ဇက်သိမ်းမျိုးအဲ့ဒီလိုမျိုးဇက်သိမ်းမျိုးလေးတွေနဲ့များလိမ့်မယ်အဲ့တော့သူကအဲ့ဒီ memories ကအခုအချိန်ထိမပြောင်းဘူးပေါ့နော်သူနဲ့ကိုနေကြတဲ့တဲမှာ ဆိုတော့အဲ့လိုပဲတတိုင်းခြားနေသလိုမျိုးခံစားနေရလိမ့်မယ်တန်ရောစင်တော့မပြတ်ဘူးဆိုတဲ့ပုံစံလေးကိုတော့တွေ့ရတယ်သို့ပင်မဲ့သူကတတိယနေလားလို့မင်းရင်တော့တန်ရောစင်တော့ရှိပါတယ်ဒါပေမဲ့သူနဲ့ငါနဲ့ကြားတဲ့ထဲမှာအခက်အခဲတွေအများကြီးရှိတယ်ငါတို့လက်လွတ်လိုက်တာပဲကောင်းပါတယ်ခန်းစားချက်တွေကို မြို့သိမ့်လိုက်တာပဲကောင်းပါတယ်မဟုတ်ရင်သူနဲ့ငါနဲ့ ပြဿနာတွေကြီးပဲဖြစ်နေရမှာဆိုတဲ့ပုံစံလေးနဲ့သူ့ဘက်ကနေရက်စဲထားတဲ့ဆိုတဲ့ energy ကိုတော်တော်များများတွေးရပါတယ်ရှင်တော်တော်များများကသူ့နဲ့ကိုယ်နဲ့ကြားလဲတဲ့မှာအာဘယ်လိုခေါ်လဲဝမ်းနဲ့ကြည်ခွဲစရာနာကြီးစရာစိတ်ပင်ပန်းစရာအဲ့လိုမျိုးအမတ်တရားတွေတိတိတိလေးတွေအများကြီးအဲ့လိုမျိုးတွေ ပြဿနာလေးတွေပေါ့နော်ဆူ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 လေးတွေ ਨੇ ရှိခဲ့လို့ရှိခဲ့ကြတဲ့သူတွေဒါတွေ ਨੇ အာဘယ်လိုကောင်းလဲ break လိုက်တဲ့သူတွေတော်တော်များများတွေ့တယ်ပေါ့နော်ဆိုတော့ကอืมဆိုတော့ကတက်တက်ဆိုင်ဆိုင်တက်တက်ကြီးသွားပြီးတော့သွားခေါ်လိုက်တာမျိုးတွေရတော့မလုံးသိဘူးဒါမှမဟုတ်ကတော့အာ ့ဘယ်လိုကောင်းလဲ additional message ပေးတာပေါ့နော်မောထပ်ဆောင် message လေးပေးတာပါအဲအခုချိန်မှာ group 1လေးကတစ်ဖက်လူကိုသွားပြီးတော့ hi hello သွားမလို့သိမ့်ဘူးကိုကိုညင်းလိုက်ရင်ကိုကပုခံစားသွားရလိမ့်မယ်လမ်းမှာတက်တက်ဆန်ဆန်တွေ့ရမျိုးဆိုရင်တော့လုံဆက်လို့ရတယ်အရင်ပတ်သက်လို့မလွယ်တဲ့ connection မျိုးလို့ပြောလို့ရပါတယ်ရှင် အဲကျေးဇူးများအိတ်တင်ပါတယ် group 1လေးတွေဒါတော့ short reading လေးပါနောက်တစ်ပတ်ကျရင်ပြန်ပြီးတော့ဆုံမယ်เนาะကျေးဇူးတင်ပါတယ်ရှင်အစားအစာအဆင်ပြေပါစေ good night ပါရှင် င်္ဂလာပါရှင်ရှင်လက်လက်ဘာမကနေပြန်လဲကြုံဆိုပါရစေအဲ့တော့ဒီနေ့ return လေးကတော့အာသူနဲ့ကိုနဲ့ပေါ့နော်လမ်းမများတိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့တဲ့အခါမဟုတ်ရင်ကိုကဆက်သွေတဲ့အခါမှာသူ့ဘက်ကနေဘလို့တုံ့ပြန်မလဲသူ့ဘက်ကဘလို့ခံစားချက်မျိုးဖြစ်သွားမလဲဆိုတာကိုမွန်တို့တွေလေ့လာမှဖြစ်ပါတယ် group 2လေးအတွက်ဖြစ်ပါတယ်အဲ့တော့အခုဒီကလေးကိုရေးချက်ထားတယ် group 2လေးပေါ့နော်သူနဲ့ကိုနဲ့လမ်းမများတိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့မိကြတဲ့အခါကျရင်ကဲသူ့ဘက်ကနေဘလို့မျိုးလေးတွေများတုံ့ ပြန်မလဲဘလို feeling ဖြစ်သွားမလဲဆိုတာကိုမူလလေးလာကြရအောင်ပေါ့နော်။ဒါလည်းမတတ်တဲ့စံစံဆုံးရင်ဖြစ်ဖြစ်ကိုယ်ကဆက်သွယ်ရင်လည်းဖြစ်ဖြစ်ပေါ့နော်။အဲ့ဒါလေးကိုမင်းတို့တွေအတူတူလေ့လာကြကြမှာဖြစ်ပါလေ group တွေလေးအတွက်ဖြစ်ပါလေ။အရန်ပြော်သွားမှာမယ်တဲ့အရန်ပြော်သွားမှာဘာလို့ပြော်မှာလဲဒီအရန်ပြော်သွားမှာ3 hours တဲ့1လဲနေမှာတဲ့ ဲ့တော့အရန်လဲပျော်တယ်အရန်လဲပေါ့တော့ဟိုတယောက်နဲ့တယောက်ပြန်ဆုံရင်လေလဲ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 လေးလဲဖြစ်ပြီးတော့မျက်ရည်ဝင်ရလောက်အောင်ခံစားရမယ်လို့အမှုထင်တယ်ဒီ connection လေးရလေ group 2လေးနဲ့တစ်ဖက်လူနဲ့ပြန်ဆုံတဲ့အခါကျရင်လေဟိုအာဝန်းနဲ့မျက်ရည်ကြောက်တယ်ဟလားဝန်းနဲ့မျက်ရည်လေးအဲ့အဲ့ဟာဝမ်းတာမျက်ရည်လေးပါရောလန်တဲ့ဝမ်းတာမျက်ရည်လေးကြာဘူးတယ်မို့လားအဲ့လိုဆိုတော့လေဟို အရင်လေးတယောက်နှစ်ယောက်စလုံးကလေစုံကျင်တဲ့စိတ်ကတအားရှိတယ်ဟိုအရင်လေးခံစားနေရတယ်အရင်လေးစုံကျင်တယ်ပြန်စုံရင်လည်းပျော်ပျော်မယ်ပေါ့နော်ပျော်လဲပျော်မယ်ငိုလဲငိုပြီးလိမ့်မယ်အဲ့ဒီလိုမျိုးကွာအဲ့ဒီ feeling ကိုသိလားဟိုဖြစ်ဘူးလားမဖြစ်ဘူးလားအဲ့တော့ page of ones ဒါမဲ့တေချာကတော့ဂရုတူလေးကစပြီးတော့တခေါ့မှမဟုတ်ဘူးသူလခေါ်ရင်ကောင်းမှာပဲလို့မျှော်နေတဲ့အဖွဲ့ကဂရုတူကတော့ငါတော့စမခေါ်ဘူးသူလခေါ်ရင်ကောင်းမှာပဲဆိုပြီးတော့အဲသူလခေါ်ရင်အရင်ပျော်သွားမှာဆိုအခုဟာကလမ်းမပြတတ်တတ်ဆိုင်ဆိုင်စုံမယ်ဆိုရင်ဂရုတူကဂရုတူရောသူရောပေါ့နော်ပျော်ရွှင်အရင်ပျော်ရွှင်သွားမယ် အာမျက်ရည်ဝဲလာအောင်မျက်ရည်ကြာရလာအောင်ပျော်ရွှင်သွားလိမ့်မယ်နှောင်းစလုံးကပေါ့နော်အာဒါပေမဲ့ဒါကတိုက်တိုက်ဆိုင်ဆိုင်တွေ့မှတွေ့မှ group 2ကတော့စပြီးတော့ကိုကကိုကဆက်တွယ်မဲ့အထဲထဲမှာမပါဘူး။သူဆက်တွယ်လာတာကိုကိုကစောင့်တဲ့အထဲထဲမှာပါမှာ။များသောအားဖြင့် group 2လေးရပါတော့။အဲ့လို သူဆက်တယ်လာရင်တော့တိကျတယ်ငါအရန်ပြောမှာအရန်ယူပြောသားမှာဆိုတော့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးလေးကိုတွေ့ရတယ်တွေ့ရတယ်အဲ့တော့ group တူလေးနဲ့သူနဲ့များတတ်တတ်ဆာဆာလမ်းမှာဆိုရင်တော့သူနဲ့ကိုယ်နဲ့ကပြန်ပြီးတော့ဇလန်အစ်စ်တွေပါလေပြန်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့မောဒီဒီမှာကြတော့ဗာမေကိုမေးကြည့်ချင်လဲဆိုတော့မောကတရား ်တက်စတိုရီလေးပေါ်မှာမူတည်ပြီးတော့မိခွန်းလေးတွေပြောင်းပေးလို့ဘောနော်အဲ့တော့โอเคပြန်ဆောင်နိုင်မလားပြန်ဆောင်အောင်မှာလား ဆုံးချင်ဘူးတဲ့ရှင်တို့ကလေဘလူမျိုးပါလေအဲ့တော့ပြန်ဆောင်အောင်ပါလားဆိုတော့ဆုံးချင်တာဆုံးချင်တာအရန်ဆုံးချင်တာပြန်လာရင်ကောင်းပါပဲပြန်လာရင်ကောင်းပါတယ်သူနဲ့ကလည်းပြန်ဆင်ပြန်ကောင်းပါပဲပြန်ဆောင်ရင်ကောင်းပါပဲဆိုပြီးတော့အဲ့လိုမျိုးတွေးဒါမတွေ့ရတဲ့အချိန်မှာလေပြန်ဆိုရင်ကောင်းမှာပဲသူပြန်လာရင်ကောင်းမှာပဲသူနဲ့ကောင်နဲ့ဘလို့ပဲညာဆိုပြီးတော့ရှိပေမဲ့တကယ်တမ်းတွေ့လဲတွေ့ရောကိုကလေလုံးဝလေဘလာလောက်တာလဲ ဘာအတွက်လဲအဲလောက်တော့မှာအဲ့လိုမျိုးပေါ့နော်ဆိုတော့ခါကြတော့အော်ဘာအတွက်စောင့်နေရလဲဆိုတာလည်းသိချင်မိပါတယ်နော်ဆိုတော့လေအဲ့တော့ group 2ဒါကတော့ short reading ပေါ့နော်ချစ်စရာကောင်းတယ်နော် group 2ကပြောစရာလည်းကောင်းတယ်ဆိုတော့စောင့်နေလားစောင့်နေတယ်အာပြန်ဆုံရှင်လို့လားဆိုတော့ဟုတ်တယ်ဒါပေမဲ့သူပြန်သူကလက်ပြန်ချော့တာ အဲသူကလက်ပြန်စကားပြောတာကိုကိုကစောင့်နေတာကိုကတော့သွားပြီးစမာတော့မဟုတ်ဘူးဂရုတူကလမ်းမတက်တက်ဆန်ဆန်တွေ့ရင်တော့အရန်ကိုပျော်သွားမဲ့ energy မျိုးဖြစ်တယ်။သူနဲ့ကိုယ်နဲ့လမ်းမတကယ်များတက်တက်ဆန်ဆန်တွေ့တဲ့အခြေအနေတစ်ခုခုကြောင့်တက်တက်ဆန်ဆန်တွေ့တယ်သူပြန်လာလို့တက်တက်ဆန်ဆန်တွေ့တယ်ဆိုရင်တော့ဒီ connection လေးကပြန်အစားဖော်ပြင်မဲ့ connection မျိုး energy မျိုးထဲထဲမှာပါပြင်မဲ့ group 2ဟာ move on မှာပါလာလောက်တာလေအခုမှ ဘာအတွက်လာချော့တာလဲဒီပါလေလုံးမှာတကယ်တမ်းကျတော့သူ့စိတ်ထဲထဲမှာမျောနေအဲ့တော့ဟိုအရန်ဖုံးကွယ်တယ်တိစိတ်နဲ့မတိစိတ်ထဲထဲမှာလည်းဟိုရှင်ပြီးတော့ဒွန်တွဲပြီးတော့အဲ့လိုမျိုး parallel ကြီးသွားနေတယ်ပြီးတော့နောက်တစ်ခုကိုယ်ရင်ထဲမှာရှိနေတဲ့အမှန်တရားကိုချပြဖို့ဝင်လေးတယ်ဒါလေးကိုတော့တွေ့ရပါတယ်ကိုယ်အရန်လွှမ်းရင်လွှမ်းနေပေါ့ပုံမွင့်လင်းလင်းပေါ့ကိုယ်ချင့်ချစ်တယ်ပေါ့ပုံမွင့်လင်းလင်းပေါ့အဲ့လိုမဟုတ်ဘူးတကယ်တမ်း တကယ်တမ်းတက်တက်ဆန်ဆန်ဆုံတဲ့ခါကျရင်တော့ကိုကပဲများအောင်မှာကိုကမူအောင်မှာအဲ့ဒီပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အာလေယောက်ကတော့ bottom deck ပါ the lever တက်ပြန်ကြတယ်ဆိုတဲ့ခါကျတော့အဆင်ပြေမဲ့သူတွေများတာပေါ့နော်တကယ်လို့များတိုက်တိုက်ဆန်ဆန်ပြန်ဆုံရင်အဆင်ပြေမဲ့သူတွေချစ်သူတွေပြန်ဖြစ်မဲ့သူတွေတွေတော့တော်တော်များများကိုတွေ့ရပါတယ်ရှင်အဲ့တော့ဒီ energy လေးတိုက်ဆိုင်မှုရှိလို့ ပြန်ဆုံချင်ကြတဲ့သူတွေပြန်ဆင်ပြေချင်ကြတဲ့သူတွေတယောက်ကိုတယောက်ပေါ်တော့မေတ္တာစိတ်မေတ္တာမှန်ရှိကြတဲ့သူတွေဒီ energy လေးအပြည့်အဝရရှိပါစေလို့ဘုံကဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ဂရုတူလေးတွေအဆန်းဆန်းရရအဆင်ပြေပါစေရှင် good night ပါရှင် မင်္ဂလာပါရှင် Channel Lab Panon ကနေပြန်လည်ကြိုဆိုပါရစေ။အခုကအာဒီနေ့ပေါ့နော်ဒါ group 3လေးတွေအတွက်ပေါ့နော် data clean ကိုရွေးထားတဲ့ group 3လေးတွေအတွက်ကိုတကယ်လို့ပေါ့နော်ကိုရဲ့အာကိုရည်ရွယ်တဲ့တစ်ဖက်လူတဲ့ကိုနဲ့လမ်းမများတိုက်တိုက်ဆိုင်ဆိုင်အကြောင်းတစုံတရာကြောင့်တိုက်ဆိုင်ပြီးပြန်ဆောင်ရင်ပဲဖြစ်ဖြစ်ကိုကဆက်သွယ်လိုက်ရင်ပဲဖြစ်ဖြစ်ပေါ့နော်။သူ့ဘက်မှာဘလို့ energy ဖြစ်သွားမလဲ။သူ့ဘလို့ feeling ဖြစ်သွားမလဲ။သူ့ဘလို့တုံ့ပြန်မလဲဆိုတာမွန်တို့တွေလေ့လာကြည့်ကြမယ်ပေါ့နော်။အဲ့တော့ โอเคဒါဆိုရင် group 3 group 3လေးကကိုရည်ရွယ်ထားတဲ့တစ်ဖက်လူနဲ့ကိုနဲ့လမ်းမှများတတ်တတ်ဆန်ဆန်စုံပြီးတဲ့အခါမဟုတ်ရင်ကိုကဆက်သွယ်နေတဲ့အခါမှာတစ်ဖက်လူရဲ့တောက်ပြန်မှုကဘာတွေဖြစ်မလဲသူဘလို့ feeling ဖြစ်သွားမလဲဆိုတာကိုမင်းတို့တွေလေ့လာကြည့်မယ်ပေါ့နော်ဒီကောင်းစဉ်လေးကိုတစ်ခါမှမလုပ်ပေးဘူးအခုလဲ idea လေးကရုတ်တရက်ကြီးမှထိုင်နေတဲ့ဟုတ် ိုင်နေရတဲ့မှာသတိရလို့ထားလုပ်လိုက်တဲ့ခေါင်းစဉ်လိုလေးဖြစ်ပါတယ်။အခုသတိလေးတွေတော့ဖြစ်ပါတယ်။အဲ့တော့ဒုတိယတက်တက်ဆန်ဆန်တွေ့မိတဲ့အခါမှာတက်တက်လေးဘာဖြစ်သွားမလဲ။ဘယ်လိုခံစားရမလဲ။ဘယ်လိုတုံ့ပြန်မလဲ။ three of swords တဲ့ဝါတဖက်လူ꽌နေတယ်꽌နေတယ်ကိုလဲ꽌သူလဲ꽌အဲ့တော့ဒီ connection မှာနေရာစလုံးအသေး꽌နေရနော တရားစလုံးမှာမလွတ်တဲ့ energy တွေကိုတွေ့ပါလေတက်တဲ့အဲ sorry the devil တရားစလုံးမှာလေအာအသေးလေးအရန်ကွဲနေတယ်အခုချိန်ထိလည်းတယောက်တယောက်ဆွတ်ဆွတ်လန်းရှိနေတယ်တယောက်တယောက်ပေါ့နော်ပတ်သက်ခဲ့တဲ့အမိသားလေးကလေတော်တော်လေးလေးနဲ့နဲ့နက်နက်ရှိုင်းရှိုင်းနဲ့ယူပတ်သက်ခဲ့ကြတဲ့သူမျိုးတွေဆိုတဲ့ပုံစံကိုတွေ့ရတယ် night of cups တဲ့ အဲ့တော့ဒီ connection လေးကိုဝင်တွေ့ရတာခံစားရတာကလေအဲ့လိုတရားတရားကသူ့ဘက်ကလေပြန်တောင်းပန်ခြင်းနေတဲ့ပုံစံမျိုးအဲ့လိုမျိုးကိုတွေ့ရတယ်ပေါ့နော်သူ့ဘက်ရဲ့ energy တော်တော်လေး strong ဖြစ်တယ်ပေါ့နော်အဲ့တော့ သူ့ဘက်ရဲ့ energy လည်း strong ဖြစ်တယ်သူကိုယ်နဲ့ပတ်သက်ပြီးတော့ဒါသူ့ဘက်ကလွန်ခဲ့တာမျိုးတွေများလိမ့်မယ်သူနဲ့ကိုယ်နဲ့ဒါဘယ်လိုကောင်းလဲအနေထားလေးတစ်ခုမှာပေါ့နော်အာတော်တော်လေးခီးရောက်ခဲ့ပြီးပြီးတော်တော်လေးအာလုံလုံကျူးကျူးနန်းနန်းရှိုင်းရှိုင်းဖြစ်ခဲ့ပြီးကြပြီပေါ့နော်အဲ့ဒီအချိန်မှာမှလမ်းခွဲသွားတဲ့အတွက်ကြောင့်မို့လို့သူ့ဘက်ကအရင်တောင်းပန်ခြင်းနဲ့အရာလေးတွေရှိတယ်အာဒါပေမဲ့အခုအချိန်ကြီးသူ့ဘက်ကမလာသေးဘူးအဲ့တော့ အာပြီးတော့နောက်တစ်ခုသူကလေနည်းနည်းခြေတယ်မာနကြီးတယ်အဲ့တော့သူ့ဘက်ကစန္ဒာရှိလားစိတ်စန္ဒာရှိလားဆိုတော့ရှိတယ်ကိုကိုလဲလေအရန်ကိုအရင်အတိုင်းပဲပြန်ပြီးတော့ဆွဆဲမမတ်နောင်နောင်တတွယ်လေးရှိတယ်အရန်ပြန်ဇလန်အရန်ပြန်ဇလစကားရပါပြီတော့ ဇက်လန်အရန်ပြန်ဆားခြင်းနဲ့ပုံထဲထဲမှာတွေ့ရတယ်ဗောနော်တိုက်တိုက်ဆိုင်ဆိုင်လမ်းမှာတွေ့တဲ့ပုံထက်ဆာရင်ဟိုဟိုအချိန်အနည်းအချိန်အခါတစ်ခုကိုစောင့်နေတဲ့ပုံစံမျိုးကိုတွေ့တာအဲ့တော့ group 3လေးကစောင့်နေတာဆိုတာတစ်ဖက်လူကသူကိုယ်နဲ့ပတ်သက်ပြီးတော့အခွင့်အရေးတစ်ခုရမယ့်အနေအထားမျိုးကိုစောင့်နေတဲ့ပုံစံမျိုးကိုမှတ်ခံစားရတယ်ဒါပေမဲ့ သူနဲ့ကိုနဲ့ကလေ LDRS ဖြစ်နေတဲ့သူတွေကိုလည်းမွန်ခံစားရတယ်တွေ့ရတယ်ပြီးတော့နောက်တစ်ခုဒါသူ့ဘက်မှာပေါ့နော်သူ့ဘက်မှာတခြားသော energy တွေတခုခုအပေါ်မှာတာဝန်ယူနေရတဲ့ရုံးကန်နေရတဲ့တခြားသူတွေနဲ့ဒါအာတခြားမှာသူမှာပတ်သက်ရပတ်သက်ကြောင်းတွေရှိရင်ရှိမယ်အဲ့လိုမျိုးပေါ့နော်ကိုနဲ့ပတ်သက်ရင်လေတစ်ဖက်လူကလေအရန်ကိုကိုအခုချိန်ကြီးတန်မိုးထားပြီးတော့ဆွဆွဲလန်းလန်းမြင့်မြင့်နုံနုံတော့ရှိတယ်ဒါပေမဲ့ အဲမဖြစ်ရအောင်ဖြစ်တဲ့ဟိုမလုပ်ရအောင်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအနေထားမျိုးလေးတွေတွေ့တယ်သူနဲ့ကိုယ်နဲ့တိုက်တိုက်ဆိုင်ဆိုင်လမ်းမှာတွေ့နိုင်လားဆိုတော့တိုက်တိုက်ဆိုင်ဆိုင်လမ်းမှာတွေ့နိုင်ဖို့အန်နာဂျီကဝေးတယ်တိလားသူနဲ့ကိုယ်နဲ့ကလေနိုင်ငံခြားနေတာမျိုးတိုက်တိုက်ဆိုင်ဆိုင်တွေ့စရာကိုတိတ်ပြီးတော့ဖန်တီးဖန်တီးမှရမယ့် connection မျိုးကဒါပေမဲ့ကိုက group 3လေးကအရန်ညိနေတယ် သူ့ဘက်ကဖန်တီးခြင်းနဲ့စိတ်တည်ရှိတယ်တွေးခြင်းလို့ပြန်စင်ပြေခြင်းလို့ပြန်ပတ်သက်ခြင်းလို့အရန်ပေါ့နော်နောင်တွယ်လို့အဲ့လိုမျိုးစံထားရှိတယ်အာဒါမဲ့သူမထအောင်မလုပ်ဘူးပေါ့နော်စံထားတော့ရှိတယ်အဲ့လိုမျိုးလေးကိုတွေးရတယ်အော်ဆိုတော့อืมအခုကတတဆိုင်ဆိုင်လမ်းမှာတွေ့ရင်ဘလို့ဖြစ်မလဲဆိုတဲ့ဟာကိုမွားတိချင်တာဒါပေမဲ့လေသူနဲ့ကိုနေတာတတဆိုင်ဆိုင်လမ်းမှာ မတွေ့ဘူးဖြစ်နေတာโอเคဒါဆိုတော့ तू ကအခုချိန်မှာကိုကိုအခုချိန်နေဆော့ဆော့လန်လန်ဖြစ်တယ်ဗောနော်ဆိုတော့ तू ဘက်ကနေကိုကိုဆက်သွယ်လာနိုင်မဲ့အနေအထားရှိလားဆိုတာကြည့်ပေးလေလေနော်ခေါင်းစဉ်နဲ့တွေ့ဖယ်သွားတယ်နော်အဲ့တော့ glue 3လေးရဲ့ energy ကကြာတော့သူ့ဘက်ကပေါ့နော် glue 3လေးကိုပြန်ဆက်သွယ်လာနိုင်မဲ့အနေအထားရှိလား ူဘက်က group တလေးကိုပြန်ဆက်သွယ်လာနိုင်တဲ့အနေအထားရှိလား page of source တဲ့ကိုကိုချောင်းနေတယ်ကိုကိုလေဟိုဘယ်လိုကောင်းလဲ social media တို့ဘာတို့ကနေကိုအဆင်ပြေနေလားသူကလုံနေလဲဘာညာပေါ့နော်ဒါလေးတွေကိုချောင်းနေတာကိုတွေ့တယ် group 3ကလေဟောသူပြန်လက်ခံမှာမဟုတ်တော့ဘူးငါသူ့စီသွားလဲသူကလေငါ့အောင်ဆိုရင်လုံးဝမုန်းသွားရလားမသိဘူးခေါ်ချင်မှာမဟုတ်တော့ဘူးငါ့အောင်မျက်စိထဲမှာ နော်ရင်ချင်မှာငါပြောရင်တော့လက်ခံချင်မှာမဟုတ်တော့ဘူးသူတို့သူတွေကအခုဆိုရင်တော့ move on သွားပြီသူ့ဘဝလည်းသူ့သူသူ့ဘဝနဲ့သူတော်တော်အဆင်ပြေပြေလေးနဲ့သူ့သူနေနေပြီဝါသူတို့သူတွေကတော့ငါ့ကိုတော့ပြီးပါပြီ complete finish ending အဲ့ဒီ energy ကိုတွေ့တယ်တားပြီးတော့မြောက်ကသူ့အသေးအံဖြစ်သွားမှာ တော့အတဲတန်အတဲတန်ခုမှပြေးတယ်ဟမ်ဟိုကဆိုင်ကထွက်တော့မယ်ဆိုမှအတင်းပြေးနေတော့တာပဲနောက်ကျသွားပြီထင်တယ်နောက်ကျသွားပြီထင်ပါတယ်ကောင်းလေးရဲ့အဲ့လေကုဟာနဲ့ကုခံစားပြီးပြောလိုက်တာပါဆိုတော့ group 3 group 3ကအခုအချိန်မှာအရန်ကိုတောက်ပထုံးလဲ ထွန်းလေးအရန်အန်နေကြီးတွေအရန်ကိုအရန်ကိုကောင်းနေတာဂရုတရိယလေးနင်းနဲ့ဝေပြီးတော့မှပူပူပြီးတော့ကောင်းလာတယ်ပူပူပြီးတော့ငါကပြည့်စုံလာတယ်ပူပူပြီးတော့တောက်တောက်ပလာတယ်ဘာညာပေါ့နော်အဲ့ဒီလိုမျိုးပုံစံမျိုးနဲ့ဂရုတရိယရှိနေပြီးအဲ့ဒီချိန်ကြတော့မှသူကလေအာတာရေရလူချင်တာလူချင်တာပြန်ဖြစ်တာအဲ့လိုမျိုး energy ကိုတွေ့ရတယ်အဲ့တော့သူပြန်ဆက်သွယ်လာမလားဆိုတော့ဒီမှာ is of pentacles ဒီမှာ night of swords ဒီမှာ death and rebirth ူရန်ဆက်သွယ်ခြင်းနေတာသူရန်ပြန်လာခြင်းနေတာသူရန်ဆက်သွယ်ခြင်းနေတာသူရန်ဆက်လန်းပြန်စားခြင်းနေတာကဲဘလူးတရိယာတာလေအထာလေးတစ်ချက်ပေးလိုက်ရင်သူ့ကိုသူ confidence တော့မရှိဘူးเนาะအဲ့လိုမျိုးเนาะအာ तू ဘာလုပ်ခဲ့လဲ तू ကောင်းကောင်းသိတယ်ပေါ့เนาะအော်အဲ့ဒါတော့ဒါ ဒီ story ဟာကိုရီနယောက်နဲ့ဆိုင်သွားပြီအာမွေဘာလို့ရမလဲဒီပိုင်းမမင်းနဲ့တော့ကိုလက်ခံခြင်းနဲ့တို့ဘာလို့ဆိုရင်ဒီနေဒီနယောက်ကကွာပြောရရင်ဒါစီးတစ်ခုမှာဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်ရက်နေတာကိုကဟိုဘက်လဲ့နေတယ်သူကကို့စီးနာလေးရတယ်ကို့ကိုလမ်းကြည့်နေတယ်အာခေါ်ခြင်းနဲ့ခေါ်ခြင်းနဲ့ကိုကလဲ့မကြည့်နေဘူးပေါ့နော်အဲ့ဒီလိုမျိုးအနေထားအဲ့ဒီမတ်တဲ့ရက်နေရာကနေပါအရှိမတူပဲအတင်းခေါ်ခြင်းနေတာ အဲ့လိုမျိုးသူဘက်ကလောက်ရှားဖို့အတွက်ဟိုအရန်ပြန်လိုချင်နေတယ် move မ on သေးဘူးအရန်ပြန်လိုချင်နေတယ်ဒီ connection ကိုအရန်ပြန်စချင်နေတယ် group တွေများဆိုရင် manifest တွေလောက်ပါသူပြန်လာဖို့အတွက် attract လောက်ပါပြောပြပေးချင်တယ်သူကလေဟိုဘယ်လိုခေါ်မလဲသူကလည်းသူလာဖို့တည်းသူ့ကိုအဲ့လိုမျိုးအတင်းဆွဲမှနော်ဆွဲငင်း ဆွဲမြများဆွဲငင်ပေးမှသူရှိတိုးလာမဲ့ပုံစံမျိုးတော့ရှိတယ်ဆွဲဆောင်မှုရှိရှိပေါ့နော် group 3အရင်အရေးကြီးတာမိမိကိုကို caring လုပ်ပါ self love self care နဲ့နေပါ तू ကကိုတောက်ပါလေ तू ဟိုဘက်မှာရွာစီရွာစီဖြစ်လေကိုကအရင်အစင်းမြင့်လေ तू ကပြန်လိုခြင်းလေအဲ့ဒီလိုမျိုးအနေထားမျိုးကိုကလေ PTP ဆုံးမနေနဲ့ပါချီပါချက်ပုံစံမနေနဲ့လုံးဝပုံစံပြောင်းလိုက်တဲ့ဆိုင်ပြော ပြောင်းလဲပြစ်လိုက်အရန်ကိုလိုချင်လာအောင်ပေါ့နော်ဆွဲဆောင်ပြစ်လိုက်ပေါ့နော်အဲ့တော့ကိုကိုကိုအရန်အဲ class တစ်ခု row တစ်ခုမှာကောက်တင်ပြစ်လိုက်အဲ့လိုမျိုးလေးနဲ့နေသူကအရန်ကိုကိုအရန်ဆွဲဆွဲလန်းလန်းဖြစ်နေတာပေါ့နော်ဒါမျိုးလေးကိုတွေ့ရပါတယ်ရှင်ကိုချောင်းနေရနော်အဲ့ဒါလေးကိုတွေ့ရပါတယ်အဲ့တော့ group 3ဒီတိုင်းမင်းနေကိုကသားစမခေါ်နဲ့နော်ကိုသားစခေါ်စရာမလိုဘူးနော်အဲ့ဒီ energy လေးကိုတော့တွေ့တယ် โอเคကျေးဇူးများတယ်ပါလေဂရုတရိရဲ့ energy ကတော့မိုက်တာเนาะဆိုတော့ကတိုက်ပါဂရုတရိရောအဲ့တော့အဆက်အသွယ်အဆင်ပြေပါစေနောက်တစ်ခါကျရင်ပြန်တွေ့မယ်เนาะဘိုင်